မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့ဇင်ဇင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူမျိုးစုအချင်းချင်းအကြား ညညွတ်ရေးမှသည်တော်လိုင်းအင်အားစုအားလုံးညညွတ်ရေးတို့ရှေ့ရှုကြဖို့လိုအပ်တယ်လို့ NUG ရာရေးသမ္မတကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။လူမျိုးစုအချင်းချင်းကြားညညွတ်ရေးမှသည်တော်လိုင်းအင်အားစုအားလုံးညညွတ်ရေးတို့ရှေ့ရှုကြဖို့လိုအပ်တယ်လို့အမျိုးသားညညွတ်ရေးအစိုးရရာရေးသမ္မတဒေါ်လာရှိလာကမတ်လ9ရက်အစိုးရဖွဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။တော်လိုင်းအင်အားစုများအကြားဘုံညညွတ်ရေးတိစောက်နိုင်မှုကိစ္စကိုအလေးနက်ထားပြောကြားခြင်းပါတယ်။ ဘုံညညွတ်ရေးလို့ပြောတဲ့နေရာမှာဘုံရသူဖြစ်တဲ့အကြဘတ်စစ်ကောင်စီကိုအမြင့်ဖြတ်တုတ်တေချေမုံရဲ့အတွက်အထူးပြုဤရတာဖြစ်ပါတယ်လူမျိုးစုအချင်းချင်းအကြညညွတ်ရေးမှသည်တော်လိုင်းအင်အားစုအလုံးညညွတ်ရေးတို့ရှေ့ရှုကြဖို့လဲလိုပါတယ်လို့ယာယီတမရကပြောကြားခဲ့ပါတယ်ချင်းပြည်ကောင်စီစီစီနဲ့ဂျာကလာချင်းမျိုးသားတိုင်းမြန်ကန်ကောင်စီချင်းညီနောင် ICNCC CB တို့အကြား ဘုံပေါင်းစစ်မှုတရက်လှုပ်ဆောင်နိုင်မှုခြေလန်းဆနိုင်တော့မှာဖြစ်တဲ့အတွက်ဝမ်းသာဂုဏ်ယူကြောင်းပြည်ရင်းပြည်ပကချင်းလူတို့တရက်လုံးကလည်းချင်းညီညွတ်ရေးအပေါ်ဝမ်းမြောက်ဝမ်းသာကြိုဆိုကြတာကိုတွေ့ရကြောင်းရွေဦးတော်လိုင်းရဲ့အတွင်မှာလည်းချင်းတို့ရဲ့ညီညွတ်ရေးဟာအခြားသောလူမျိုးစုတော်လိုင်းရဲ့အဖွဲ့တွေအတွက်ကနအူးစံပြဖြစ်လာဖို့လိုအပ်တယ်လို့ယူဆတယ်လို့ယာယီသမရကပြောကြားခဲ့ပါတယ်။ဆရာနာရှင်တော်လိုင်းရင်မှာအဖွဲ့ပေါင်းများစွာထွက်ပေါ်လာတာဟာအင်အားတရက်ဖြစ်တယ်ဆိုပေမဲ့ တော်လိုင်းရဲဖွဲ့တွေအားလုံးကိုဘုံညင်ညွေရေးတိဆောက်နိုင်ပြီးတစုတစည်းတဲ့စုဖွဲ့နိုင်ခြင်းကပိုပြီးအားကောင်းမှုကို ဖြစ်စေရလို့ပြောချင်ပါတယ်လို့ယာယီသမ္မတကဆက်လက်ပြောကြားခဲ့ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်တပ်ရဲ့အကြံဖက်မှုမှတ်တမ်းတွေကိုကုလတွင်းမှုချုပ်နဲ့ကုလကိုယ်စားလှယ်တွေထံတာအမတ်ကြီးဦးကျော်မိုးထွန်းကပေးပို့ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကကျူးလွန်နေတဲ့အကြမ်းဖက်မှုမှတ်တမ်းတွေကိုကုလသမဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်နဲ့ကုလသမဂ္ဂအထွေထွေညီလာခံ86ကြိမ်မြောက်အစည်းအဝေးရဲ့ဥက္ကဋ္ဌမစ္စတာဖီလီမိုယန်အပါအဝင်ကုလသမဂ္ဂရှိအမြဲတမ်းကိုယ်စားလှယ်တွေနဲ့တက်ဆိုင်သူအားလုံးထံကိုကုလသမဂ္ဂမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကမလ၄ရက်ကစာပေးပို့ခဲ့ပါတယ်အကျံဖက်စစ်တပ်က2025ခုနှစ်ဇန်နဝါရီလ15ရက်နေ့အထိပြည်သူတွေကိုအကျံဖက်တပ်ဖြတ်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေဘာသာရေးအဆောက်အအုံတွေ စာတင်ကြောင်းတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်တာတွေကိုလည်းတတ်သိနေတဲ့ကွာမှတ်တမ်းဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာဇန်နဝါရီလ၁ရက်ကနေ15ရက်အတွင်းမှာပဲ16ရက်ကလေးငယ်၁၁ဦးအပါအဝင်ပြစ်မှတ်ပြည်သူ52ဦးကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတပ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ရန်ပြဲမြို့နယ်ကြောက်နီမော်ရွာကိုစစ်ကောင်စီတပ်ကဇန်နဝါရီလ၈ရက်နေ့ကချက်တိုက်လေရင်နဲ့ဘုံကျဲခဲ့ရမှာဒေသခံ40ကျော်တေဆုံးပြီး90ကျော်ဒဏ်ရာရခဲ့တဲ့အမှတ်တမ်းတွေကိုလည်း ဖို့တွဲပေးပို့မှုမှာပါဝင်ခဲ့ပါတယ်။ဒါအပြင်နှစ်သက်ကိုအကျုံနှစ်ဒီဇင်ဘာလ31ရက်ကပဲခူးတန်းဖြူမြို့နယ်ကဟိန်နူဖျားကျောင်းကိုရွေကျက်ရှိရှိလေကြောင်းတိုက်ခတ်ခဲ့တာကြောင့်ကလေးငယ်၂ဦးအပါအဝင်၅ဦးသေဆုံးခဲ့ပါတယ်။ KNI ပြည်ကစစ်ဆောင်စခန်းကိုလည်းလေကြောင်းကတိုက်ခိုက်လို့၃နှစ်ရွယ်ကလေးငယ်၂ဦးအပါအဝင်၃ဦးသေဆုံးခဲ့တယ်လို့မန္တလေးတိုင်းတဲက ငေါင်းစုံမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်ငါးနှစ်အရွယ်ကလေးတဦးအပါအဝင်ငါးဦးသေဆုံးခဲ့တယ်လို့စာရင်းမှာဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ရုတရုတ်ရွာကစာတင်ကျောင်းနဲ့ဖုံးကြီးကျောင်းတို့ကိုစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ကလေးငယ်တဦးအပါအဝင်ငါးဦးသေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။ဇန်နဝါရီလ၂ရက်ကလည်းတပိတ်ချင်းမြို့နယ်ချောင်းကြီးရွာကိုလေကြောင်းကတိုက်ခိုက်ခဲ့လို့ငါးနှစ်အရွယ်ကလေးတဦးနဲ့လူကြီးတဦးသေဆုံးခဲ့ပါတယ်။ ခုချိန်မှာတော့မြန်မာနိုင်ငံတဝမ်းမှာတော်လှန်ရေးတပ်ဖွဲ့တွေကနေမြေအမြောက်အများကိုတင်းယူထားနိုင်ပြီးစစ်တပ်ကတော့အကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေကြောင်းဖော်ပြထားပါဗျ။မြန်မာအကြမ်းဖက်စစ်တပ်ကိုလေယာဉ်စီနဲ့လက်နက်တွေမယောင်းချဖို့နဲ့အကြမ်းဖက်စစ်တပ်ဝင်ဝေရစေမဲ့နှီးလန့်တွေအားလုံးကိုဖျက်တောက်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အရထိထိရောက်ရောက်အေးအေးယူပေးဖို့စာထဲမှာဖော်ပြထားပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကွက်ကဲမှုအောက်ကိုဝင်ရောက်လိုတဲ့အတွက် တရဲလျှောက်ထားမှုများစွာရှိနေရဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ကာကွယ်ဝင်ကြီးဌာနရဲ့ကွက်ကဲမှုအောက်ကိုဝင်ရောက်လိုတဲ့အတွက်တရင်လျှောက်ထားမှုများစွာရှိနေလို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကမလ9ရက်ပြည်သူလူထုနဲ့နိုင်ငံတကာတို့တရင်စကားပြောကြားခြင်းအစီအစဉ်မှာပြောကြားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနရဲ့ကော့ကဲမှု Chain of Command အောက်မှာစစ်တီရောကျင့်ဝတ် Gold Art Content တွင်လည်းအညီတာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိတဲ့တရေများစွာရှိနေသလိုကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုတ်ကဲမှုအောက်ကိုဝင်ရောက်လိုတဲ့အတွက်တရေရှောက်ထားမှုတွေလည်းများစွာရှိနေရဆိုတာကိုအသိပေးလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့အကြံဖတ်ဆဲအုပ်စုရဲ့မတရားအုပ်စိုးမှုလက်အောက်ကနေတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ရည်ရွယ်ချက်တူတော်လိုင်းအင်အားစုတွေအားလုံးနဲ့ပူးပေါင်းပြီးမဟာဗျူဟာမြောက်စီရေးဖော်ဆောင်မှုတွေ ဆောင်ရွက်နိုင်မှုဆက်စပ်မပြတ်စ조사အထောက်လျက်ရှိရလို့လည်းအတိပေးပြောကြားခဲ့ပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်လိုအပ်ချက်အရာတက်ပြောင်းတက်ရွှေ့ပြုလုပ်ရတာတွင်ရှိသလိုစည်ရေးဖော်ဆောင်မှုအခြေအနေကိုလိုက်ပြီးလက်နက်တပ်ဆင်မှုတွေကိုလည်းဆောင်ရွက်ရပါတယ်။ဒီလိုအခြေအနေမျိုးပေါ်လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိလို့ဖြစ်စေအခြားသောအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ Chain Out Command အောက်ကနေ နှုတ်ထွက်သွားကြတဲ့တရင်တချို့ရှိနေပါတယ်လို့ဦးနေဖုံးလက်ကပြောပါရယ်စစ်ရှုံးနေတဲ့အကြဖက်စစ်တပ်ကယွန်တဲလာတဲ့လူအင်အားတွေကိုဖြစ်တင်းမှုအတွက်နိုင်ငံအတွင်းမှာအာရမစစ်သားစုဆောင်းနာတွေကိုတရားလက်လွတ်လှောက်ဆောင်နေရဆိုတာနဲ့တနှစ်အတွင်းအပတ်စဉ်10ခုနီးပါးအထိအာရမစစ်သားစုဆောင်းထားတယ်လို့ဆိုပါရယ်ဒီလိုကျူးလွန်နေတာတွေကအာရမအလုံးစေခိုင်းမှု Fort Lever အဆိုအဝါဆုံးလူအခွင့်အရေးချိုးဖောက်မှုတွေဖြစ်တာကြောင့်နိုင်ငံတကာကလူအခွင့်အရေးဆိုင်ရာ အဖွဲအစည်းတွေအလုံသမားရေးရအဖွဲအစည်းတွေအနေနဲ့လက်ပိုက်ကြည့်မနေဘဲထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ချဖို့အတွက်အမြဲတမ်းညီညွတ်ရေးအစိုးရကမြေတားရက်ခံထားပါတယ်။ဒါအပြင်အင်းဒီချင်းနိုင်ငံတွေအနေနဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံခဲ့ရတဲ့မြန်မာနိုင်ငံသားတွေကိုအကြမ်းဖက်ဆဲအုပ်စုလက်ထဲကိုပြန်လည်အံ့နံရင်းတေရင်းနဲ့ပြန်ပို့တာဖြစ်တဲ့အတွက်မိမိတို့နိုင်ငံအလိုက်ထုတ်ပြန်ထားကြတဲ့မိခင်နိုင်ငံတို့ ပြန်ပို့ခံရခြင်းတွင်အသက်အန္တရာယ်ကျရောက်နိုင်လျင်ပြန်ပို့ခြင်းကိုတားမြစ်တဲ့ဥပဒေညွန်ကြားချက်များနဲ့လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်ကုညီဆောင်ရှောက်ပေးကြဖို့အတွက်လည်းမြို့သားညီညီအစိုးရကမြစ်တာရက်ခံထားပါတယ်။အကြံဖတ်ဆဲအစိုးရရဲ့အာရမစစ်သားစုဆောင်မှုဒဏ်ကိုခံနေရတဲ့လူငယ်တို့ကိုတပ်ဆိုင်ရာဝန်ကြီးဌာနများအလိုက်တပ်စွမ်းသမျှကုညီဆောင်ရွက်လျက်ရှိသလို အရမစစ်သားစုဆောင်ခံရပြီးနောက်တနည်းနည်းနဲ့တော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းလာသူပြည်သူရင်ဝင်ခိုလုံလာသူတွေကိုလည်းကြိုးစိုးလက်ခံပြီးကြီးစုစောင့်ရှောက်လျက်ရှိနေရလို့လည်းအသိပေးပြောကြားထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့စစ်တပ်ကတူတွေကနေစီရီယံပြုတ်လုလာသူအကုန်လုံးနှိပါကိုဘွဲလက်မှတ်တွေထုတ်ပေးထားပြီးဖြစ်တယ်လို့ပမောက်ခဒေါက်တာခင်မောင်လင်ကအသိပေးပြောကြားခဲ့တဲ့တင်မဲ့ဖြစ်ပါတယ်ရှင်။ အကြမ်းဖက်ဆက်ကောင်စီလက်အောက်ခံစစ်တပ်ကတူတွေကနေစီရီယာပြုတ်လောက်လာသူတွေအကုန်လုံးနှိပါကိုဘွဲလက်မှတ်တွေထုတ်ပေးတာနဲ့ဖက်ဒရယ်ဆမတွေထုတ်ပေးထားတယ်လို့ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ FAPC ဥက္ကဋ္ဌစေနဲ့စေနှင်းတွေတက်ကတူများရဲ့အဓိပတိဖြစ်သူပါမောက်ခဒေါက်တာခင်မောင်ရင်ကအသိပေးပြောကြားထားပါတယ်။အကြမ်းဖက်ဆက်ကောင်စီကစစ်တပ်ကတူတွေမှာ2023ခုနှစ်ဒီဇင်ဘာကနေ2020ခုနှစ်ဒီဇင်ဘာထိပညာသင်ယူပြီးစီးခဲ့သောဆရာဝန် 2022ဦးကိုအမည်ပြည့်စည်ရင်သွင်းပြီးဘွဲ့နဲ့ဆက်မမပေးတာနဲ့ပြပထွက်ခွာခွင့်ပညာဆက်လက်တင် जा ခွင့်ပြိပင်လိုက်တယ်ဆိုပြီးသတင်းဌာနတွေကရေးသားဖော်ပြခဲ့တဲ့အပေါ်မှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့အကုန်လုံးနှိပါကိုဘွဲ့လက်မှတ်တွေလည်းထုတ်ပေးပြီးပါပြီ။ Federal ဆမတွေလည်းထုတ်ပေးထားပြီးပါပြီဗျ။အတော်များများလဲနိုင်ငံတော်တော်များများကိုရောက်နေကြပြီးအလောက်ကင်တွေအဆင်ပြေနေကြပါပြီ။ဘွဲ့လွန်တင်တန်းတွေလည်းကဘာနဲ့မှတက်နေကြပါပြီဗျ။ သူတို့ပေးတဲ့ဘွယ်လည်းဘသူမှလာယူမှာမဟုတ်ပါဘူးလို့ပမောက္ခဒေါက်တာခင်မောင်လင်းကပြောပါရယ်အကျန်းမဖက်အာနာဖီဆန်ရေးစီဒီယံလှုံရှားမှုပါဝင်ခဲ့တဲ့ဆရာဝန်တွေအထူးကုဆရာဝန်တွေကဥဆောင်ပြီးဂျားကာလာတက္ကသိုလ်ကောင်စီအသီးသီးကိုဖွဲ့စည်းပြီးတော့ဘွယ်လက်မှတ်ပေးရနေရပါဖယ်ရယ်စမတွေကိုဖယ်ရယ်ကျန်းမာရေးပညာရှင်များကောင်စီဖယ်ရယ် Hair Professional ကောင်စီ FAPC ကနေထုတ်ပေးနေရပါ မြေသားညီညွတ်ရေးအစိုးရရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်ခံဂျားကာလာအစေတက္ကသိုလ်ရဲ့အဓိကအားသာချက်ကကိုပိုင်စီမံအုပ်ချုပ်ခွင့်ရလာတာဖြစ်ပြီးတင်ယိုးညှို့နှံ့တွေကအစအတန်းဖွင့်လက်တာတွေပါလွတ်လပ်စွာဆောင်ရွက်တယ်လို့လည်းသိရပါဗျ။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဒေါနာစစ်ကြောင်းထံအလေးဝင်ရောက်လာပြီးနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ်လှုပ်ဆောင်နေသူ23ဦးထိရှိရဲဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မြေသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဒေါနစစ်ကြောင်းထံကိုအလင်းဝင်ရောက်လာပြီးတဲ့နောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ်လှုပ်ဆောင်နေသူ23ဦးထိရှိရလို့ဒေါနစစ်ကြောင်းထံကသိရပါဗျ။ဒေါနစစ်ကြောင်းထံကိုအလင်းဝင်ရောက်လာသူအလုံးကအကြမ်းဖက်စစ်ကောင်စီရဲ့အရမစစ်သားစုဆောင်ခြင်းခံရသူတွေဖြစ်တယ်လို့ဆိုပါရယ်ဒေါနတရင်အနေနဲ့စီဒီအန်အလင်းဝင်ရောက်လာသူများကိုကောင်းမွန်စွာလက်ခံထားရှိလျက်ရှိပြီး ယခုလက်ရှိတည်ရင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်အနေနဲ့ထောက်ဝင်ထမ်းဆောင်နေတဲ့ပြည်သူ့ဘက်တော်သား23ဦးရှိရလို့ဒေါနာစစ်ကြောင်းကအသိပေးထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်မှာလဲမွန်ပြည်နယ်ရေးမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ961မှာအထင်အရမတပ်သားစုဆောင်းခံခဲ့ရပြီးတာဝန်ထမ်းဆောင်နေတဲ့တပ်သား2ဦးကဒေါနာတည်ရင်းထံအလင်းဝင်ရောက်လာခဲ့ပါတယ်။အလင်းဝင်ရောက်လာတဲ့တပ်သား2ဦးဟာ လမ်းကင်းချိန်မှာနေမြေခန့်များကိုမေးမြန်းပြီးအလင်းဝင်ရောက်လာခြင်းဖြစ်ပြီးတပ်သားနှစ်ဦးမှတအူးကတော့တရင်နဲ့ပူပေါင်းပြီးအကြံဖတ်စစ်ကောင်စီကိုပြန်တိုက်မှာဖြစ်တယ်လို့ဒေါနာစစ်ကြောင်းကပြောပါတယ်။အကြံဖတ်စစ်ကောင်စီရဲ့အတင်းအဓမ္မတပ်သားစုဆောင်ခံရသူများအပါအဝင်ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်မတော်သားများနဲ့ရဲတပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတရင်နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့များနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များကိုချိတ်ဆက်ကအလင်းဝင်ရောက်နိုင်ကြောင်း တိပေးဖိတ်ခေါ်ထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့တလအတွင်းအကြမ်းဖက်စစ်တပ်ကအရာရှိအဆင့်ဗိုလ်မှူးတအုပ်အပါဝင်တပ်သားနဲ့ရဲ64ဦးပြည်သူ့ရင်ဝင် ခုလုံခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ဖေဖော်ဝါရီလအတွင်းအကြမ်းဖက်စစ်တပ်ကအရာရှိအဆင့်ဗိုလ်မှူးတအုပ်အပါဝင်တပ်သားနဲ့ရဲ64ဦးပြည်သူ့ရင်ဝင်ခုလုံလာခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမလ၄ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ မြို့သားညီညွတ်ရေးအစိုးရပြည်သူ့ရင်ခွင်အကောင့်ထွဲဖော်ဆောင်မှုဗဟိုကော်မတီနဲ့ကာကွယ်ရေးဝန်ကြီးဌာနကွက်ကဲမှုအောက်ရှိ PDF တရင်များပကဖများကိုဆက်သွယ်က2025ခုနှစ်ဖေဖော်ဝါရီလအတွင်းတပ်သားနဲ့ရဲ64ဦးပြည်သူ့ရင်ခွင်ခုလုံခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရရှိအစ်စ်ဘုံမူတအူအပါဝင်တတားနဲ့ရဲ64ဦးအနာသိအကြံဖက်စစ်ကောင်စီကိုစွန့်ခွာကပြည်သူ့ဘက်သို့ရက်တီကူးပြောင်းလာလို့ဖော်ပြထားပါတယ် အဲ့ဒီ64ဦးမှာလက်နက်နဲ့တကွပြည်သူ့ရင်ဝင်ခုတ်လုံလာသူ55ဦးရှိပြီးလက်နက်ယူဆောင်လာသူများကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကသတ်မှတ်ထားတဲ့လက်နက်တံမိုးအလိုက်ဂုံပြုတ်ချင်းမြင့်ဝင်များပေးအပ်ခဲ့လို့သိရပါဗျ။ဖေဖော်ဝါရီလအတွင်းလက်နက်နဲ့တကွပြည်သူ့ရင်ဝင်ဝင်ရောက်လာသူများယူဆောင်လာသည့်လက်နက်မျိုးစုံ44လက်နဲ့ခရမ်းမီကြောက်များရရှိခဲ့တယ်လို့ဖော်ပြထားပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မလူသစ်စုဆောင်ခံရသူများအပါအဝင် ပြည်သူ့ဘက်ရက်တီလိုတဲ့ တပ်သားနဲ့ရဲများအနေနဲ့ပြည်သူ့ရင်ွယ် Telegram @myanmar ပြည်ပဲ့သို့နီးစပ်ရာ PDF ပကဖများနဲ့မမိတ်တိုင်းရင်းသားတော်လိုင်းရေးအဖွဲ့အစည်းများကိုဆက်သွယ်ချိတ်ဆက်ကပြည်သူ့ရင်ဝင်ခလုံးချဖို့တိုက်တွန်းအသိပေးထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြံဖက်ဆဲအုပ်စုကြောင့်ဖေဖော်ဝါရီလအတွင်းအမျိုးသမီး66ဦးတေဆုံးခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။အကြံဖက်ဆဲအုပ်စုရဲ့ဆေးရဆွေးမှုနဲ့လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဆွေးမှုတွေကြောင့် ေဖော်ဝါရီလအတွင်းမှာအမျိုးသမီး66ဦးအထိတည်ဆုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမကဘာမစ်ဝူမန်ယူနီယံကမလ6ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတည်ဆုံးသူ66ဦးထဲမှာအကြပ်ဆက်အုပ်စုရဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်တည်ဆုံးခဲ့ရသူ55ဦးလက်နက်ကြီးနဲ့ပြက်ခတ်တိုက်ခိုက်မှုကြောင့်17ဦးမိရှုတက်ဖြတ်မှုကြောင့်2ဦးအတင်းထောင်မှာဆေးဝါးကုသမှုမရရှိရာကြောင့်တက်ဦးနဲ့ညင်ညွတ်မိုင်းကြောင့်တည်ဆုံးသူ9ဦးလို့ဖြစ်တယ်လို့မြမအမျိုးသမီးတမကရဲ့အစင်းတွေအရသိရပါတယ်။ စစ်တေဆုံးသူအရေအတွက်တွေထဲက73ဦးကအသက်16နှစ်အောက်ကလေးငယ်တွေဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင် ဖေဖော်ဝါရီလအတွင်းမှာပဲအကြမ်းဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှု41ဦးလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်21ဦးညင်ညွတ်မိုင်းကြောင့်5ဦးနဲ့အကြမ်းဖက်ရိုက်နှက်ခံရမှုကြောင့်1ဦးစုစုပေါင်း68ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အကြမ်းဖက်ဆဲအုပ်စုက2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေစတင်ကလင်းတတာကာလအတွင်းဆေးရဆွဲမှုနဲ့ လူသားမျိုးနွယ်များအပေါ်အမျိုးမျိုးသောရာဇဝတ်မှုများလူခွင့်ရေးချိုးဖောက်မှုများကိုနှီးမျိုးစုံနဲ့ကျူးလွန်နေပြီးတော့အခုလာတွေမှာလည်းလေကြောင်းတိုက်ခိုက်တာကိုပုံမှုအသုံးပြုကာအကြမ်းဖက်လုပ်ရက်များကိုတွင်ကျဲစွာပြုလုပ်နေရကိုတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်2025ခုနှစ်ဖေဖော်ဝါရီလမှာအမျိုးသမီး66ဦးတည်ဆုံးခဲ့ရပြီးမြမအမျိုးသမီးတမကရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းစဉ်တွေအနေနဲ့တိကျခံလုံတဲ့တရင်းမီဒီယာအချက်အလက်များနဲ့ ညီပြမရရှိတဲ့အချက်အလက်များကိုစုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့မြမအမျိုးသမီးတမကကဆိုပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖတ်စစ်တပ်ရဲ့အကျန်းဖတ်မှုတွေရပ်ဖို့ဗီတိန်ကတောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြံဖတ်စစ်တပ်ရဲ့အကြံဖတ်မှုတွေရပ်တန့်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်မလုပ်တော့ဘူးဗီတိန်အစိုးရကမလ3ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာဖေဖော်ဝါရီ24ရက်နေ့ကနေ ဧပြီလ၄ရက်နေ့အထိကျင်းပနေတဲ့58ကြိမ်မြောက်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီညီလာခံမှာတောင်းဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတာလင်းနစ်ကျော်လာပြီးစစ်တပ်ကြောင့်ဖြစ်တဲ့ပြိပခါရီပုံမှုများပြလာနေရလို့ဖီတိန်ကိုစလဲအယ်လီနာဆန်ဒရာကပြောပါတယ်။မြန်မာနိုင်ငံမှာလူသား20လောက်ဟာလူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေပေမဲ့အကြမ်းဖက်စစ်တပ်ကတော့အကူအညီတွေကိုပိတ်ဆို့ထားပြီးစာတင်ကြောင်းတွေ စေယုံတွေကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေရလို့ဆိုပါရတယ်။ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးကို ပြန်လွတ်ပေးဖို့ကိုလည်းတောင်းဆိုလိုက်ပါရတယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မကွေးတိုင်းမှာအကြမ်းဖက်စစ်အုပ်စုကြောင့်တလားကျော်အတွင်းအသက်18နှစ်အရကလေးငယ်၄ဦးအပါအဝင်ပြည်သူ32ဦးအထိတည်ဆုံခဲ့တဲ့တွင်မှဖြစ်ပါရရှင်။မကွေးတိုင်းမှာအကြမ်းဖက်စစ်အုပ်စုကြောင့်ဖေဖော်ဝါရီ၁ရက်ကနေ မလ၄ရက်အထိတလကျော်အတွင်းအသက်၁၈နှစ်အောက်ကလေးငယ်၄ဦးအပါအဝင်ပြည်သူ၃၂ဦးအထိတည်ဆုံခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီဆောင်ရှာရေးအသင်း AAPP ရဲ့အစည်းအဝေးရသိရပါဗျ။အကြမ်းဖက်ဆဲအုပ်စုကြောင့်တည်ဆုံခဲ့ရသူတွေထက်မှအမျိုးသမီး၁၂ဦးနဲ့အမျိုးသား၂၀ဦးစုစုပေါင်း၃၂ဦးဖြစ်ပြီးတော့အဲ့ဒီအရေးအတွက်တွေထဲမှာအသက်၃နှစ်ရွယ်မိန်းကလေး၁ဦးအပါအဝင်အသက်၁၈နှစ်အောက်ကလေးငယ်၄ဦးပါဝင်ပြီးတည်ဆုံသူတွေအားလုံးကိုအမိနဲ့တကွမှတ်တမ်းတင်ထားနိုင်တယ်လို့ AAPP ကပြောပါဗျ။ ထပ်ပြင်အဆိုပါတည်ဆုံးသူအရေးအတွက်တွေထဲမှာလေချောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးရသူအရေးအတွက်က23ဦးပါဝင်တယ်လို့လည်းစီးရင်တွေအရတွေ့ရပါတယ်။အကြမ်းဖက်ဆဲအုပ်စုကမတရားအာဏာလုယူမှုဖြစ်စဉ်စတင်ချိန်2021ခုနှစ်ဖေဖော်ဝါရီ1ရက်ကနေ2025ခုနှစ်မတ်လ4ရက်အထိအကြမ်းဖက်ဆဲအုပ်စုနဲ့လက်ပါစီများကြောင့်နေဦးတော်လိုင်းကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ6388ဦးရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ထပ်ပြင် မတရားအာဏာလုယူဖြစ်စဉ်နဲ့ဆက်ဆက်ပြီးဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း28,932ဦးရှိပြီးအဲ့ဒီအထက်မှ21,958ဦးမှာ ထိမ့်သိမ်းခံနေရဆဲဖြစ်တာထိမ့်သိမ်းခံနေရသူများအနက်မှ15,500ဦးမှာ ထောင်ဒဏ်ချမှတ်ခံရပါတယ်ရှင်ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကျန်းဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကုလအဖွဲ့ဝင်နိုင်ငံတွေလက်မခံကြဖို့ပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးအဖွဲ့ချုပ်ကတိုက်တွန်းခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ အကြမ်းဖက်ဆက်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံကြဖို့ကုလသမဂ္ဂနိုင်ငံတွေအားလုံးကိုပြည်ပဆိုင်ရာလူ့ခွင့်ရေးအဖွဲ့ချုပ် FIDH ကမက်စလ3ရက်မှာဂျနီဖာမြို့မှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီ58ကြိမ်မြောက်အစည်းအဝေးမှာ FIDH ကတိုက်တွန်းခဲ့ပါတယ်။2020ခုနှစ်မှာရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ရတားဆိုရကိုစံဖတ်အာနာတင်းခဲ့ပြီးပြည်သူတွေကိုအစံဖတ်တက်ဖြတ်ညှိမှန်းနှိပ်စက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတဲ့ အချမ်းဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုကုလအဖွဲ့ဝင်နိုင်ငံတွေကလက်မခံကြဘူး FIDH ကပြောပါတယ်။ဒါအပြင်အချမ်းဖတ်စစ်ကောင်စီကဖမ်းဆီးထားတဲ့နိုင်ငံရေးကျင်းသား2000ကျော်ရှိနေပြီဖြစ်တော့အာဆီယံအနေနဲ့နိုင်ငံရေးကျင်းသားတွေပြန်လည်လွတ်မြောက်အောင်တွန်းပြင်လှုံ့ဆော်ဖို့လည်းတိုက်တွန်းထားပါတယ်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကျုပ်ကိုတင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။